အားလုံးပဲမင်္ဂလာပါဦးစင်းရဲ့ဒကမတယောက်ကအကောက်တစ်ခုကလိမ်ပြီးအလှခံကြောင်းဦးစင်းကိုပြောပြလာပါတယ်အဲ့ဒီအကောက်ကတော့ဒီအကောက်ပါအကောက်နာမည်ကရွှေဆက်တော်ဘူပါရိတ်တာတဲ့ဖုန်ကြီးပုံကိုလည်းယူသုံးထားတယ်လို့အကောက်ကလည်းအတူဖြစ်ပါတယ်သူပြောထားတာကိုဦးစင်းနည်းနည်းဖတ်ပြမယ်နော်ဒဂမအเจ้าမှာလာရောက်ရှူတန်းလို့ရတယ်လို့လာဖို့ခက်ခဲရင်ပြေးပြီးဝေးပြီးကနေ ဝိထုငွေထည့်နိုင်ပါတယ်ဖုံဖုံရိတ်တာကမန္တလေးတိုင်းစင့်ခိုင်မြို့ကရွှေဆက်တော်ဘိုးဘွားရိတ်တာပါတက္ကမဖုံဖုံရဲ့ KB နံပါတ်က39 88269 6839ဇောတိကပါတက္ကမတဲ့ဘွဲ့နာမည်ကလည်းဦးစင်းရဲ့ဘွဲ့နာမည်နဲ့လာပြီးတူနေပါတယ် KB ကနေမလူပဲနဲ့သူပေးတဲ့လိပ်စာအတိုင်းစုံစမ်းပြီးတွားရောက်ထူထမ်းတဲ့အခါမှာဖိုးရောက်တော့သူတို့တွေဟာအဲ့ဒီလိုမျိုးလိုင်းပေါ်မှာအလှမခံကြောင်း သူတို့နာမည်တွေနဲ့လိမ်ပြီးတော့ line ပေါ်မှာအလှခံတဲ့အတွက်ကြောင့်အလှရှင်တချို့သူတို့စီကိုခဏခဏရောက်ရှိလာကြောင်းပြောပြပါတယ်။သူပေးတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ကြည့်တဲ့အခါမှာလည်းဆက်သွယ်လို့မရပါဘူး။နောက်ဆုံးဦးသိန်းရဲ့ဒကမကိုဘလော့သွားပါတယ်။သွားလှူတဲ့ပမာဏကတော့စံအိတ်ဆယ်အိတ်နဲ့အသုံးဆောင်ပစ္စည်းမုတ်ဘဲဒေသများအပါအဝင်နဝကာမအလှူတော်ငွေ85တိန့်ကျပ်ဖြစ်ပါတယ်။ကိုယ်တိုင်သွားရောက်မလှူဒန်းပဲနဲ့ ူပြောတာကိုယုံပြီးကေဘေးကတာလှူလိုက်မယ်ဆိုရင်ဒကာဒကာမတွေချွေးနေစားနဲ့ရှာထားတဲ့အဲ့ဒီပစ္စည်းတွေဟာလူလိန်နောက်ကိုပါသွားမှာဖြစ်ပါတယ်အခုတော့တကယ်လိုအပ်တဲ့အကြောင်းကိုသွားရောက်ပြီးလှူလိုက်ပါပြီနော်ဒီလိုလူလိန်တွေကိုဥစဉ်တို့တို့တွေကတရားဟောပြောပြီးဆုံးမလို့မရပါဘူး။ဘာကြောင့်လဲဆိုရင်သူတို့တွေဟာတဘောတနက်စာကောင်းစားရေးကိုသာကြည့်ရှုတဲ့ပုံကိုယ်တွေဖြစ်လို့ပါ။ဥစဉ်တို့ဒကာဒကာမတွေကသာ ပဋိပညာရှိရှိနဲ့အဲ့ဒီလိုလူလိန်တွေကိုရှောင်ရှားတက်ဖို့လိုပါတယ်အခုလိုပြောပြတယ်ဆိုတာကလည်းပဲဒီလိုလူလိန်တွေရန်ကနေကင်းဝေးဖို့ပြောပြတာဖြစ်ပါတယ်အားလုံးလူလိန်များရန်ကကင်းဝေးနိုင်ကြပါစေ